ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘောမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ယူရိုပါလိပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ကမန်ချက်စတာယူနိုက်တက်နဲ့ရီယယ်ဆိုစီယက်တို့အပြင်စပါနဲ့အီဇယ်အယ်ကမာတို့ပါကစားမဲ့ပွဲစဉ်တွေကျွန်တော်ရှိနေတယ်ဒီပွဲနှစ်ပွဲအကြောင်းကိုကျွန်တော်ပြောသွားကြည့်အောင်ပါဒီနေရာမှာကျွန်တော်ဒီရူမာနဲ့ဘီဘာအူတို့ပြီးလို့ရှိရင်ကျွန်တော်လာစီယိုပွဲတွေတို့ပါတော့ပွဲကောင်းတွေလည်းရှိတယ်ဆိုပေမဲ့လို့ပေါ့နော်ကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်နဲ့စပါတို့ရဲ့ပွဲစဉ်အကြောင်းကျွန်တော်ပြောကြည့်အောင်ပါဆိုတော့စပါကတော့ကျွန်တော်ဒါဒီအီဇယ်အယ်ကမာနဲ့သူတို့ရှင်ပြိုင်ကစားမယ် ဆိုတော့ဒီအဝေးကွင်းကိုအရင်ဆုံးသွားပြီးတော့ကစားရမယ်။အေဇက်အခမာကဒီအချိန်ကြီးရောက်ဖို့အတွက်သူတို့ဒီကလာဒါဆာရီကိုပလေးအော့ဖ်နှစ်ကြော့မှာသူတို့အနိုင်ယူပြီးတော့ဒါနောက်ဆုံးစင်ကိုကျွန်တော်တက်လာတာ။ကလာဒါဆာရီကိုဒုတိယကြော့ပေါ့နော်။ဒီကလာဒါဆာရီရဲ့အိမ်ကွင်းကိုသွားကစားတဲ့ပွဲမှာနှစ်ကူးစီတည်ကြတယ်။သူတို့အိမ်ကွင်းမှာ၄ကူးတကူးဆိုတဲ့ရလနဲ့ပြက်ပြက်တသားကိုနိုင်ပြီးတော့နှစ်ကြော့ပေါင်း36ဆိုတဲ့ရလနဲ့ဒီအချိန်ကြီးကိုကျွန်တော်တက်လာတာ။ဆိုတော့စပါးနဲ့ကလာဒါဆာရီလည်းကျွန်တော်ဒီယူရိုပါလိမ့်မှာတွေ့ဘူးသေးတယ်။ အဲစပါအနိုင်မရခဲ့ဘူးထင်ပါတယ်အဲ့ဒီဘွယ်မှာကလန္ဒါစာရီကနောက်ကနေပြီးတော့လာမသိဘူးဂိုးရီပါလေအမှန်ကန်ပြန်ပြီးတော့အတွင်းပြီးတော့ဗောနော်ဆိုတော့စပါအတွက်ဘလူးမန်ရှော့ပြီးတော့ကစားလို့မရတဲ့ပွဲပါသူတပြင်းတော့အဝေးဝင်သွားကစားမယ့်အခြေအနေကျွန်တော်ဖြစ်နေလို့ဗောနော်ဒါအပြင်အေဇက်အက်ကမာရဲ့နောက်ဆုံးပွဲစဉ်ကိုကြည့်ရင်တော့သူတို့တွေပါလေဟီဘရန်ဘွယ်သူတို့တွေဒါ3-1ဆိုတဲ့ရလနဲ့သူတို့ရှုံးထားတယ် နောက်ရှေ့မှာလည်းပဲကျွန်တော်ဒီသူတို့ရဲ့ဒီဟိုဒက်ဖိုင်နယ်မှာဆိုလို့ရှိရင်စီမီဖိုင်နယ်မှာဆိုလို့ရှိရင်တော့ပင်နတီအဆုံးဖြတ်ဒီပိုင်းနဲ့သူတို့နိုင်ထားတာဆိုတော့အိမ်ဝင်းနေဆိုလို့ရှိရင်တော့ရှုံးပွဲမရှိတာသူတို့ကြာပြီပေါ့နော်အိမ်ဝင်းသူတို့နောက်ဆုံးရှုံးပွဲကြုံထားတာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီစပါတာရိုတာရန်ကိုသူတို့ရှုံးထားတာ1 2ဆိုတဲ့ကြားထဲနဲ့ဇန်နဝါရီ26ရက်နေ့ကအဲ့ဒီနောက်ပိုင်းမှာအိမ်ဝင်းရှုံးပွဲမရှိသေးဘူးဒီလိုပါလိမ့်မှာလည်းပဲရိုမာလိုအသင်းမျိုးကိုလည်းသူတို့အိမ်ဝင်းမာတော့က1-0ဆိုရဲရတဲ့နဲ့သူတို့နိုင်မှုတယ်ဆိုတော့အချင်းဒီကကျွန်တော်တို့ဒီဘယ်လိုပြောမလဲသူတို့ဒီ အဲတော်တော်လေးတော့ဗောနော်အိမ်ကွင်းမှာအန်ဒီရပေးနိုင်တဲ့အတင်းလို့ကျွန်တော်ပြောရမယ်။ဒါအပြင်သူတို့ရဲ့ဒီ ARBC League မှာဆိုလို့ရှိရင်ဒါ Netherlands League မှာဆိုလို့ရှိရင်လည်းသူတို့ကအဆင့်6နေရာမှာရှိနေတာဗောနော်။ National 4ဘွဲမှာ73ဘွဲနဲ့4ဘွဲဒီ9ဘွဲရှုံးဆိုတဲ့ရလနဲ့ဒါစပါးနဲ့ကတော့ဗျာ player quality တွေချင်း꽌ကွာပါလိမ့်မယ်။စပါးမှာကပွဲရရလကူပြောင်းလဲနိုင်စွမ်းရှိတဲ့သူတွေရှိတယ်။အရေးချင်းရှိတဲ့ကစားမတွေရှိတယ်ဗော။ဒါစပါးဘာကနည်းနည်းကံမကောင်းတာကိုကျွန်တော်ကြည့်ရမယ်ဆိုရင် ကလူဆက်စကီကကျွန်တော်ဒီညကမှတရင်ထွက်လာတာထင်ပါတယ်ဒီဒံယာပြဿနာကြုံသွားတယ်ဆိုတော့ဒီပွဲပါဖို့အတွက်တော့အအခြေအနေမရှိတော့တဲ့သဘောမျိုးပါဆိုတော့ဒါဟာစပါအတွက်စိတ်ပူစရာတစ်ခုလေးတော့အရာပဲဆိုတော့ positive ကိုကလူအတွက်ကဒီပွဲကတော့သူတို့ပေါ့နော်ဒီပွဲဆိုတာဒီဒီ round of 16ကနေပြီးတော့နောက်ဆင့်တက်အောင်သူတို့ကြိုးပမ်းသင့်တယ်ဘာလို့လဲဆိုတော့စပါဟာဒီပြိုင်ပွဲမှာဘိုးဆွဲဖို့အတွက် chance ရှိတယ်ဗျာဒါဒီညမှာပြိုင်ပွဲတွေဖြစ်တဲ့ Manchester United တို့ Lazio တို့နော်ပြီးလို့ရှိရင် Roma တို့ နော်ပြီးလို့ရှိရင်ဘီဘာအိုတို့ရိုမနဲ့ဘီဘာအိုနှစ်သင်းနဲ့တော့တသင်းပြုတ်မှာဆိုတော့ပြီးရင် IX တို့လိုမျိုးကစားအသင်းတွေရှိတယ်ဗောနော်ဒီအသင်းတွေဆိုလို့ရှိရင်လုံလုံကြီးဘယ်လိုပြောမလဲဟာဘာမှ challenge မလုပ်နိုင်ပါဘူးဆိုတဲ့အဆင့်မျိုးမဟုတ်ဘူးဗျာအတိုင်းနာတစ်ခုတည်းတော့ NDA ပြီးနေစွမ်းရှိတဲ့အသင်းတွေပေါ့ဒါ Premier League ကမဟုတ်လို့သိတယ်မလားအသင်းမကောင်းဘူးလို့ကျွန်တော်ပြောလို့တော့မရဘူး တော့စပါးအတွက်ပေါ့နော်။ဘာပဲပြောပြောဒီယူရိုပါလေးပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ဒါတို့နီးစနစ်အရာလေသူတို့ကတော်တော်လေးကို strong ဖြစ်တဲ့နေရာမှာကျွန်တော်တို့ပါတယ်။နီးပြားကလည်းတော်တော်ကိုရည်ချင်းရှိပြီးတော့ကစားမားတွေကလည်းဒီနီးပြားရဲ့နီးစနစ်နဲ့အံဝင်ခွင့်ကြဖြစ်နေပြီ။နော်တိုင်ပက်နေတယ်ဆိုတာက injury ပြဿနာတွေကြုံနေရတဲ့ cancel line ကြောင့်တို့တွေတောက်လျှောက်ရလက်ဒီအဆင်ဒီထင်းတယ်လို့ကျွန်တော်တို့အလုပ်ဖြစ်မနေတာ။ဆိုတော့ဒါကြောင့်ပေါ့နော်ဒီဒီဒီပွဲမှာတော့ ယူရိုပါလိပြိုင်ပွဲမှာတော့သူတို့နောက်ဆင့်တက်အောင်သူတို့ကြိုးပမ်းနိုင်တဲ့နေဆိုတော့ AZ Alkmaar ရဲ့ကွင်းမှာအချိန်ဒီမကောင်းရင်တောင်မှသူတို့အိမ်ကွင်းမှာရလက်ကောင်းနေပါတယ်ယူပြီးတော့နောက်ဆင့်တက်ဖို့ကျွန်တော်ကြိုးပမ်းမှာပိုစီဂိုဂလူတို့ဘယ်လိုပြောမလဲဒီ final ထိလေသူတို့တက်ထားတယ်ပေါ့နော် final ထိစပါမတက်ဘူးနော်စပါကလီဗာပူးအသင်းကိုပြုတ်သွားတာဆိုတော့လီဗာပူးနဲ့ဟိုတွေ့မှာဆိုတော့ဆိုတော့ဟိုဖလားနဲ့ပတ်သက်လို့ရှိရင်ညယူရိုပါလိမှာသူတို့ဒါမျောလင်းရမှာပဲစပါနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရင် ဆိုတော့ဒီစစ်ပွဲရဲ့နောက်ဆုံးပွဲစဉ်တွေကိုကြည့်ရင်လည်းသူတို့ဒီမတိုင်ခင်မှာတော့အိမ်ဝင်မှာ Manchester City ကိုသူတို့1-0နဲ့ရှုံးထားတယ်အဲ့ဒီရှေ့မှာ Ipswich ကိုအဝေးကမှာ4-1နဲ့နိုင်တာ United ကိုအိမ်ဝင်မှာ1-0နဲ့နိုင်တာ Aston Villa ကို FA ဖလားပေါ့နော်ဒီသရုပ်ရဆင်မှာနှစ်ဂိုးတကူးနဲ့ကျွန်တော်ရှုံးတာ ပြီးလို့ရှိရင်ဒါ EFN ကစမီဖိုင်နယ်မှာဒီလီဗာပူးတင်းကို4-1နဲ့ရှုံးတာနှစ်ကြော်ပေါင်းပေါ့နော်ရှေ့မှာဆိုလို့ရှိရင်ဘရန်ဖို့ကို2-0နဲ့နိုင်တယ်ယူရိုပါလိနောက်ဆုံးပွဲဖြစ်တဲ့ပွဲမှာ3-0နဲ့သူတို့နိုင်တယ်လက်စတာကိုအိမ်ကမှ1-2နဲ့ရှုံးတယ်ဒါမျိုးတွေပေါ့ရလက်တွေကဘယ်လိုမှတည်ငြိမ်မှုတွေကျွန်တော်ရှိမနေဘူးဗျာဒါဟာစပါးရဲ့အဓိကအားနည်းချက်ပဲစပါးဟာဒီမန်ချက်စတာစီးတီးကိုအဝေးကွန်းမှာရှုံးနေခဲ့တဲ့ပွဲမှာတောင်မှတော်တော်ကို quality ကောင်းကောင်းကစားပုံကြီးကျွန်တော်ပြခဲ့တာဂိုဒမာဗီကာရီကိုပြန်ကစားနိုင်နေပြီ ခံစစ်ဒီမှာဆိုလို့ရှိရင်ပက်ထရူပူရူနဲ့ဥရိုဂီတို့လိုအစွန်ကစားမတွေအကုန်ပြန်ကစားနိုင်နေပြီစန်တာဘက်မှာဆိုလို့ရှိရင်တော့အာကီဂရီနဲ့ဒန်ဆူတို့ပဲပုံမှန်ပွဲကစားနေရပြီတော့ဗောနော်အာကူရပါတယ်ဆိုတော့ဒီဘယ်လိုပြောမလဲဒီစန်တာဘက်ကဗောနော်ဒီမီကီဘန်ဒီဘန်တို့ရူမဲရူတို့ပဲမပါနိုင်သေးရဲ့အဲ့ဒါကြောင့်ပဲရလက်တီကထင်တယ်လို့အလုပ်ဖြစ်မနေတာအဲ့ဒီမှာဆိုလို့ရှင်ဆွန်ဟောင်မင်းကလည်းအခြေအနေမကောင်းမှုဆိုပေမဲ့ပုံမှန်ပြန်ပြီးတော့ခြေသွမ်းပြနေပြီသူဟာလေးနဲ့သူဂလူဇက်စကီကတော့ injury ဆိုတော့ဒီဘွဲပါကြမှာပါမှာဗောနော်ဆိုတော့ ။ကွင်းလယ်ကလည်းအများကြီးခြေသွန်းကောင်းတဲ့ကစားမတွေကျွန်တော်ရှိတယ်ဗျာ။တိုက်စစ်မှာဆိုလို့ရှိရင်လည်းမက်သီးစ်တဲတို့လိုကစားမတွေ၊ဘရန်နန်ဂျွန်ဆန်တို့လိုကစားမတွေကဒီကြာရနေရမှာတော်တော်တော်ကောင်းအောင်ဆွမ်းဆောင်ပြီးပြလာတဲ့သူတွေ။ဒါကြောင့်ဒီမန်ချက်စတာစီးတီးကိုတော့မှပေါ့နော်သူတို့ဒီအိမ်ဝင်းမှာ1-0နဲ့ရှုံးနေခဲ့တယ်ဆိုတော့ပွဲမှာတော့မှသူတို့အများကြီးအန်ဒီရပေးနိုင်ခဲ့တာ။ဒါကြောင့်စပါးကဒီနေ့ပွဲမှာတော့အီဇာအခမာကိုအဝေးခွင့်မှာအနေဆုံးတည်ရတော့ရအောင်ယူပြရမယ်ပွင့်မြူပါဆိုတော့ဘာလို့နောက်တစ်ဆင့်သူမဖြစ်မနေတအောင်ကျွန်တော်ကြိုးပမ်းနိုင်တင်နေပေါ့နော်ဒါကစပါးပွဲပေါ့ဗျာ ဆိုနောက်တစ်ပွဲကစပိန်မျိုးကိုသွားကစားမယ်ဆိုစီတဲ့နဲ့မန်ချက်စတာယူနိုက်တက်တွေရဲ့ပွဲပါဆိုတော့ဒီဆိုစီတက်ကတော့အိမ်ခွင့်မှာလက်ခံကစားရမယ်ပေါ့နော်ဆိုစီတက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူတို့ဒီနေရာကိုရောက်ဖို့အတွက်သူတို့ဟာ Norway ကလပ်ပေါ့နော် Norway ကလပ်ထင်ပါတယ်ဒီ Midtjylland ကိုသူတို့နှစ်ကြော်ပေါင်း73ဆိုတဲ့ရာထဲနဲ့အနိုင်ယူပြီးတော့သူတို့ဒီစင်ကိုသူတို့တက်လာတယ်တော့ဒီစင်ကိုကျွန်တော်တက်လာပြီးတော့ပြည်တွင်းမှာဆိုလို့ရှိရင်လည်းပဲသူတို့လက်ရှိမှာအဆင့်6လားမသိဘူးဆိုစီတက်ကအဆင့်6လားမသိဘူးသူတို့ရှိနေတယ်ပေါ့နော် La Liga တွေဘာတွေမှာဆိုတော့သူတို့နောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ဒီမတိုင်ခင်မှာသူတို့ဘာစီလိုနာနဲ့ကစားတယ်လေဂိုကူမရှိဆိုတဲ့ရလနဲ့အဝေးကွန်းမှာရှုံးတယ်အဲ့ဒီပွဲမှာတော့ဆိုစီတဲကတယောက်ယောက်နဲ့ဒီ85မိနစ်လောက်ထိသူတို့ကစားလဲရတာ18မိနစ်လောက်တည်းကလူတယောက်ထုတ်ခံခဲ့ရတယ်ဆိုတဲ့ကကြတော့ဘာစီလိုနာလိုဇယားထိတ်မှရှိနေတဲ့အသင်းမျိုးကိုရှင်းကစားဖို့ကဘယ်လို့မှမလွယ်ဘူးဗျတရားရုံးနေဆိုတော့စူစီတဲ့ကအဲ့ဒီပွဲစဉ်မှာကိုပေါက်ကန်တဲ့မှုလည်းတစ်ချိန်မှမရှိခဲ့ဘူးကိုပေါက်တဲ့တာလည်းတစ်ချိန်မှမရှိခဲ့ဘူးပေါ့နော်ဒါပြင်ကိုပါတယ်ရီစီမီဖိုင်နယ်မှာဆိုလို့ရှိရင်လည်းပရမကျော်မှာရီယယ်မက်ထရစ်ကိုအိမ်ကွင်းမှာဝန်းစည်းနဲ့ရှုံးထားတယ် ဲ့ဒီရှိမှာတော့ Liganes ကို 3C နဲ့9နာ Real Betis ကိုတယောက်အနီထိပြီးတော့သူတို့လည်းဟို 3C နဲ့ရှုံးတာအဲ့လိုမျိုးမတိမငြိမ်ရလက်တီကျွန်တော်ကြုံနေရတယ်ဒါပေမဲ့လို့ Spain ကလပ်တင်းနေတဲ့ရှင်ပိုင်ကစားတိုင်းမှာ Manchester United ကဘယ်လိုပြောမလဲဒီဒုက္ခရောက်လို့ရှိရယ်ပေါ့နော် Sociedad နဲ့ကျွန်တော်ဒီတွေ့ထားတဲ့နောက်ဆုံးပွဲဒီမှာဆိုလို့ရှိရင်လည်းပဲတိတ်ပြီး 1C နဲ့ကျွန်တော်ရှုံးသားတယ်တကူတော့ရှိတယ်ဗျ Manchester United ကဒီ Sociedad နဲ့ထင်ပါတယ်ဒီနောက်ဆုံးတွေ့ထားတဲ့ Sociedad နဲ့မဟုတ် Spain ကလပ်ဒီနေလားမဟုတ် Spain ကလပ်ဒီနဲ့နောက်ဆုံးတွေ့ထားတဲ့ ီဘယ်လိုပြောရအောင်ရှစ်ကြိမ်လောက်မှာအဝေးခွင်းမှာဆိုလို့ရှိရင်သူတို့ပေါ့နော်ဒီဘယ်လိုပြောရအောင်တစ်ကြိမ်လောက်ပဲသူတို့ရှုံးထားတာအဲ့ဒီတစ်ကြိမ်ကကျွန်တော်တို့ Eric Tang ရဲ့ lap out 3Z နဲ့လာမသိသူတို့ရှုံးတာအဝေးခွင်းမှာပေါ့နော်အဝေးခွင်းမှာ 3Z နဲ့ဒီ Sibila ကိုလာမသိသူတို့ရှုံးနေခဲ့တဲ့ပွဲဆိုတော့စပိန်ကလပ်တင်းနေတဲ့ခဏတိုင်းတွေ့တယ်။ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ဒီအဝေးဝင်းနေမှာဆိုလို့ရှိရင်တော့ရလက်ကောင်းနေအများစုယူနိုင်လေးရှိတယ်။အိမ်ဝင်းဆိုလို့ရှိရင်တော့တိုင်ပတ်လေးရှိရ။ဒါအပြင်ဒီယာဒီမာနဲ့မန်ချက်စတာယူနိုက်တက ီအိမ်ခွင်းမှာတော်တော်ကိုအခြေအနေဆိုးတာအိမ်ခွင်းမှာဟိုတနေ့ကလည်းဖူလန်ကိုကျွန်တော်တို့ဒီဗာလဲ FA ဖလားပြသူတို့ကစားတယ်ပင်နေတီတီသွားရပြီးတော့ကျွန်တော်တို့ဒီရှုံးပြီးတော့သူတို့ထွက်ခဲ့ရတယ်ဆိုတော့ဆိုစီတဲ့အနေနဲ့အိန်ရှင် PP မန်ချက်စတာယူနိုက်တက်ကိုကောင်းကောင်းတုတ်ခတ်ပေးနေမှုကအခွင့်အလမ်းကအများကြီးရှိတယ်ဒါပြီးယူနိုက်တက်မှာကအခုလက်ရှိအဆင့်14မှာရှိနေတာပြည်တွင်းမှာဘလို့မှအခြေအနေကောင်းမနေဘူးရူဘင်အမိုရင်ရောက်ကလေးကနိုင်ပွဲကအခုချိန်ထိ6ပွဲမပြည့်သေးဘူးတော်တော်ကိုအခြေအနေဆိုးတဲ့အနေထားတဲ့ကိုဒါပြီး United ရဲ့အားကိုးအသုံးစားမတွေဖြစ်တဲ့ Mainu တို့ပြီးလို့ရှိရင်ဗါလဲ Armadia လို့ Lisandro Martinez ဒီကစားမတွေအကုန်လုံးကိုကျွန်တော်တို့ကယာတီကုန်တီလက်လွတ်ထားရတယ်။ဒါအပြင်ဟိုဗါလဲဟိုဒီဗါလဲ Marcus Rashford တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က Anthony Santos တို့လို့စားမတွေကိုလည်းအစားထိုးစရာမရှိဘဲနဲ့လက်လွတ်ထားရတယ်။တိုက်စစ်ကလောလောတင်မှာဂနာချူအီရီယာဘောက်ဆဲကနေဂူပေါင်းတက်အောင်မကန်တဲ့ကစားမရဲ့ Resman Whiteland နော်ဘလုံးမဘလုံးမကန်တဲ့ကစားမရဲ့ Joshua Zigzi မပြေးနိုင်မလွားနိုင်တဲ့ကစားမရဲ့ဒါပဲရှိတာ ယူနိုက်တက်မှာ twin goal နဲ့ penalty မှုနဲ့ပတ်သက်လို့နောက်ပိုင်းမှာအားကိုးရတာဆိုလို့ finalist တရားလို့ပဲကျွန်တော်ရှိနေတယ်ပြည်ထနာကဒီကစားမားကလည်း defensive midfielder ရဲ့ဒီဘေးမှာ deep zone မှာကွင်းလယ်မှာကစားနေရတော့ twin goal နဲ့ penalty မှုဆိုတာအခွင့်အရေး penalty မှုဆိုတာသူ့စီကနေအများကြီးမျှော်လင့်လို့ကျွန်တော်မရဘူးနံပါတ်10ရုပ်ကစားမားတွေဘလောက်အခွင့်အရေး penalty နိုင်မှာလဲ win backs ကစားမားတွေဘလောက်ဒီအခွင့်အရေး penalty နိုင်မှာလဲဒါပဲကျွန်တော်ကြည့်ရမှာဒါအပြင် United ကဟိုဒီပွဲမှာတော့အမြင်ပေါ်တွေအဲ့လောက်ကြောက်စရာလူမဲလို့မထင်ဘူးဘာကြောင့်လဲဆိုတော့ Society ကက ground ball တွေအများအပြားဥစားပြီးကစားတယ် နီးစနစ်ပိုင်းတော်တော်ကိုကောင်းတဲ့စပိန်ကလပ်အသင်းတွေဖြစ်တဲ့အတွက်ဘာမှန်းသိပ်ပြီးတော့ balance မညီတာပြီးလို့ရှိရင်ပုံသေးခြေသွမ်းမပြနိုင်တဲ့အသင်းတွေတော့ United တွေတော့ဘလို့မှမလွယ်ဘူးပေါ့နော်ဒါအပြင်ပြကျွန်တော်တို့ဟိုဒီမနိုင်ငယ်မှာဆိုလို့ရှိရင် Ipswich ကိုကျွန်တော်တို့တရားအယောနဲ့ကျွန်တော်တို့ကစားခဲ့ရတယ်တရားအယောနဲ့ပွဲချင်းအများစုမှာကျွန်တော်တို့ကစားခဲ့ရတယ်ဒါအပြင် Fulham နဲ့ပွဲစဉ်မှာလည်း minute 120 penalty အဆုံးဖြတ်ပြီးပါကျွန်တော်တို့ကစားရတယ်ဒါအပြင်အသင်းရဲ့လူစင်းကိုကျွန်တော်တို့ကြည့်တော့လေအရန်ကိုပါလွှာလုံးနေတယ် တိုက်စစ်ဆိုလို့ရှိရင်ဂါနာဂျိုဇစ်စီနဲ့ကျွန်တော်ဒါရက်စမန်ဝိုင်လန်ကလည်း၃ယောက်အပြင်၃စီကဘယ်သူမှမရှိဘူး။ကွန်းလေဆိုလို့ရှိရင်လည်းကက်စမေရူကစိတ်မချရတာအက်ရစ်ဆင်ကမကစားနိုင်လို့တာဥကာဒီနဲ့ဘရူနိုဖရန်နက်စ်ပဲကျွန်တော်ရှိပြီးတော့ဝင်းဘက်ကဒါလောကဖြစ်တယ်မို့မပြီးတဲ့တာနော်ဒါအပြင်ပက်ထရစ်ဒူကူကဝေဂါဇကစားသမားဘာမန်တူတူချာချာကြီးအားကိုးလို့မရသေးတာဆန်နဘက်ဒီမှာလည်းဖူလန်နဲ့ပွဲစဉ်မှာဟယ်ရီမကွိုင်းယားကထွန်းနေထွန်းနေတီးတွေးကြရတယ်ဆိုတော့အဲမနက်ဖြန်ပွဲမှာပါဖို့မရှိဘူးဒီပွဲမှာ ။ဆိုတော့ Master Wii ကကျွန်တော်နောက်ကိုပြန်ဆင်းလာဖို့ရှိတယ်။ဒါအပြင်အမြင်ပေါ်တွေခေါင်းမတိုက်နိုင်တာတွေပါတယ်။ကုသမားကတက်တက်လာတဲ့ဘလုံးကိုမဖမ်းနိုင်တာတွေပါတယ်။အသေးမှအပေါင်းလက္ခဏာဆောင်တဲ့အရာဆိုတော့ပြောဖို့ကခက်ရှားရှားဖြစ်နေတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်။အဝေးဝင်းမှာ United ကကျွန်တော်နေတဲ့ဒီတည်တော်မဟုတ်ဘူးနိုင်အောင်ဆွမ်းဆောင်နိုင်မှမင်တော်ကကြမှာဘာလို့လဲဆိုတော့အိမ်ဝင်းဆိုပြီးတော့ကျွန်တော်မှာအားသာချက်မရှိလို့ပဲအိမ်ဝင်းမှာကျွန်တော်ဒီ DR ဒီမှာအချင်းကြီးကောင်းမနေဘူးတော်တော်ကိုစူးွားတဲ့နေသားတစ်ခုကိုကျွန်တော်မြင်နေရတယ်အိမ်ဝင်းကအဝေးဝင်းက ဒါပြင်ယူနိုက်တက်ကဒါပြင်အာဆင်နယ်နဲ့ကစားရမယ်ပြီးရင်ဒုတိယကြိုထပ်ကစားရမယ်ဆိုတော့ဘလူးမန်လွယ်ကူမနေဘူးပေါ့နော်လူစင်းကမှကျွန်တော်နဲပါတယ်ဆိုမိနစ်အပြည့်ကစားရတာတယောက်ကြိုကစားရတာ ਨੇ တော်တော်ကိုတိုင်ပတ်နေတယ်ဆိုတော့အဲ့လိုမျိုးတိုင်ပတ်တာတွေဂျားတွေကနေပြီးတော့ဆိုစီတဲ့ကိုဒုက္ခပေးနိုင်မလားကြည့်ရမှာပေါ့ဗျာဆိုတော့အဝေးကွင်းဆိုတာတော့တော်တော်ကြီးကိုမလွဲတဲ့အနေဟာပါဆိုတော့ညီတို့နေရောမန်ချက်စတာယူနိုက်တက်ရင်ဆိုစီတဲ့ပွဲမှာဘလူးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေဆွေးနွေးကြပါအောင်အားလုံးကိုကြည်ညိုများကြပါမယ်